ကျွန်တော်ကတော့ကြည့်ကွာတိတိမင်းတိမင်းများမင်းရှုကွာတဲ့ရှစ်ကွာအဖြစ်ဇမ္မာစိတ်အဲ့လိုဒီကြားတယ်ပဲအစနဲ့ဘလို့ဖန်ပြီးပေါက်ဆက်အဲ့တော့အရေးကြီးဆုံးပဲကွာဟိုဘလို့ခုံးမလဲ အချစ်တခုဖြစ်လာအရာအားလုံးကလှနေတယ်ဒီကားကအချစ်ကားလေးဖြစ်နေတဲ့အတွက်အရာအားလုံးကဒီထဲမှာပါတဲ့ဟာကြီးလှနေတယ်အဲ့လိုလှအောင်လေသူကရိုက်ပေးထားတာဒါကအချစ်ကားဖြစ်နေအချစ်ရှိနေအလွမ်းနေလည်းရှိနေမှာဒါပေမဲ့လွမ်းနေတော့မလှနေတာကြောကြောဆောက်ရနေလွမ်းတော့လှအောင်လို့နေအဲ့လိုလေးပါဟုတ်ကဲ့ဒီမှာဘော်တော်လေးအစွမ်းပြပြရတယ်ဘုရားတဲ့ကားလာကားထဲမှာဒီကားကိုတော်တော်လေးသဘောကျတယ်ဒါတစ်ခုတ်ရအောင်လို့ပြောပြတာ ဖက်ပုံလေးရမ်းသားဆက်ဆက်ဆက်ဒါအခုလည်းလုပ်ခွင့်ပေးထားလို့ပါစိတ်တိုင်းကလုပ်ခွင့်ပေးတာဒါပဲဟိုကိုကဒါကတော့သူတို့နဲ့ဒါဘယ်လိုခေါ်မလဲဒီ DOP တွေနဲ့ဒီဓာတ်ပုံဆရာတွေနဲ့ကင်မရာမန်တွေနဲ့ကိုတော့ရှိရတယ်အကူကဒီလေးကြီးကိုတော့ဒီလိုလာလေးလူချင်းတယ်ဒီလိုဟာလေးဖြစ်ချင်းတယ်ตัวอะไรยาวออกลงไปสิบลุคอมอกงต้องเพียงออกลงไปอกอกูเปียวได้หาอยู่ดีเพียงตัวพันธุ์นี้ได้หาเลยอ่ะ အတိတ်ကကုသုံးပေါ်ကဘာတခုလဲဆိုတော့သူကဟိုမင်းသားမင်းမိကအရန်လှတယ်သူကအဲသူကအဲသူကအရန်လှတယ်သူကသူအဲ့ net ကိုကောင်းကောင်းတိပြီးသားသူကအဲ့အားကြောင့်မလို့ဒီကားလေးကမင်းသားမင်းသမီးတွေအရန်ကိုလှတယ်စီးနေအရန်လှတယ်ဒီဒီရဲ့ခန်းကဏ္ဍကဘလောက်ကြီးပါဘလောက်ကြီးကြီးကျွန်တော်ဘယ်လိုပြောရမှန်းတော့မသိဘူးကျွန်တော်ကားကိုဒီကျွန်တော်သူနဲ့အခုအလုတ်ဆက်လုတ်ဖြစ်တယ်ကျွန်တော်ဂျာလန်တွေရိုက်တော့လဲသူနဲ့ပဲဆက်လုတ်ဖြစ်တယ်ကျွန်တော်အယုတ်အရင်ကြိုက်တယ်အယုတ်ကစကားပြောတယ်အယောင်းကစကားပြောတယ် လိုက်တင်းစကားပြောတယ်အဲ့ဒါပဲရုပ်ရှင်ကအဲ့ဒါပဲကျွန်တော်တို့အပြခုပြလိုက်တာနဲ့လိုက်တင်းတစ်ခုပေးထားတယ်အပြလေးတစ်ခုပြလိုက်တာ तू ကလွမ်းနေလားချစ်နေလားသူစိတ်ကဘာဖြစ်နေလဲဆိုတော့ကျွန်တော်တို့ကပြအောင်ရအောင်ဘူးမှလည်းအယောင်နေရှိတာပဲလေအဲ့လိုအယောင်နေရှိတယ်အယောင်နေရှိတာအဲ့ဒါကြောင့်မလို့ဓာတ်ပုံတကောအရမ်းကြိုက်တယ်ဓာတ်ပုံအဲ့လိုလှလှလေးနောက်တော့လှတယ်ဆိုတာတဘာဝကြပြီးတော့သူတို့ရဲ့ emotion တွေသူတို့ရဲ့ဟိုဘယ်လိုခေါ်မလဲဟိုသူတို့ရဲ့စိတ်ခံစားချက်တွေ emotion တွေကိုပြနိုင်ရမှာအဲ့တော့အဲ့မဲ့တော့မှန်နေတဲ့ဟာမှာဆိုလဲအရမ်းမကြီးလေးတဲ့မှာအဲ့တော့အဓိက lighting အယောင်တွေပါနေတဲ့အဲ့လိုပေါ့မဲ့တော့မှန်နေတဲ့အိတ်ခမ်းထဲမှာရိုက်ထားတဲ့အတူရှိရလေအဲ့စိန်လေးဟောဝေးဆောင်မှာဆိုရင်အဲ့လို2ဘိုက်လောက်ပါကိုဆိုင်နဲ့ကျွန်တော်နေအောင်2ဘိုက်လောက်မအောင်လားသူကဒီ flight zone ပဲသူပြန်ကျွန်တော်တို့ဟိုဟာကြီးတော့ဆွတ်ပြီးတော့ပြန်လာတယ်။ဒါတွေကတော့သူကတော့ဥဒ္ဒါနဲ့ပြန်တော့နှစ်ယောက်နှစ်ယောက်ပေါ့ ဲ့တော့2ဘိုက်လောက်ပြန်တာပိုကောင်းတယ်ပေါ့ဟုတ်တယ်တကယ်လဲ international မှာသူက i inspire တွေက2ဘိုက်လောက်မောင်းတာတယောက်တည်းမမောင်းတယ်မှာအဲ့ဒါမျိုးပေါ့ဒီမှာဆိုရင်အခုဘယ်လိုလဲလို့ဘေးရတဲ့အစ်စစ်ဖြစ်တော့ဘယ်လိုခံရလဲအပြော်တာဟုတ်အစားအစားပြောတာဟုတ်တယ် ဒီကားကကိုလုံးတဲ့အလုပ်တစ်ခုဟိုအတိအမှတ်ပြူတဲ့အတွက်ပြောတာဒါမှမဟုတ်ဒီကောင်နဲ့မအောင်ခေါ်တိုင်းမလာဘူးအဲဒါဒီလေးလာကြည့်ဟုတ်မင်းအောင်ကားဆန်းနဲ့လာကြည့်ဟုတ်မကြလာမကြည့်နိုင်ဘူးမင်းတို့အခုမှကြည့်ပေါ့အခုမှကြည့်ပါမကဲအခုမှကြည့်ပေါ့အခုကြည့်ပေါ့သူကအောင်မြင်တဲ့ဒါရောဒါပါပဲရှာစားနေရတာပါဟဲ့ပါပဲသူတို့ကူညီရောဘယ်လိုလဲကိုကယူရတာလဲဘာဖြစ်တော့ကိုကရိုက်ချင်တာရိုက်ပြချင်တာဒါပဲကြည့်တယ်ဒါပေမဲ့သူကဟာအရေးအရေးကြီးဆုံးပဲကျွန်တော်ဒီလိုလိုက်တင်လူချင်းတယ်ဒီလိုပုံစံလေးလူချင်းတယ် ပြောอ่ะစီနိုင်စီနိုင်မယ်ကကိုကိုလင်းတတိထားကြည့်မင်းစီနိုင်စီနိုင်မှာ lighting อ่ะ lighting ကိုဘလောက်အသားပေးထားလဲကိုလင်းတေးချာပြန်ကြည့်ကြည့်ရဲ့စီနိုင်စီနိုင်မှာအဲ lighting ကိုအသေးစိတ်ကအစပါတော့အသေးစိတ်ကအစဟိုကျွန်တော်တို့သူတို့နှစ်ယောက်ဟိုပေါင်းမိတယ်ပတ်စံထိုးထည့်ပေးလိုက်ဆိုသူတို့နှစ်ယောက်လမ်းလျှောက်လာတဲ့ခါလေးဆိုနောက်ကဆိုင်ကယ်လေးဖြတ်သွားတာတင်ငချင်းနှစ်ယောက်အဲ့လိုမျိုးနမိတ်ပုံတွေပါပြတာလေသူကချုပ်ဟာတွေကြတော့ရှိရင်ဟိုပြောပြရတာကြည့်ရင်သူတမျိုးဖြစ်သွားမှာဆိုဟုတ်တယ်သူက ဆိုင်ကယ်လေးကဆိုင်ကယ်အလဲတဲတဲကနေဒါမီးလုံးတွေမီးတွေပါလို့ဆိုအလဲတဲတဲကင်မရာတွေကိုထည့်ဝင်လာအဲ့ခဏလေးသူရိုက်လိုက်ရပြောမင်းနဲ့အချိန်ပေါင်းများစွာရိုက်ရအဲ့လိုအဲ့လိုသူကထူးသားပေးရပါဘာအကို idea တွေလည်းအများကြီးပါပါတယ်သူတို့သောရတဲ့အကိုလုံးချင်တဲ့ဟာလေးတို့ကျွန်တော်တို့ကလိုက်ပြီးတော့ဖန်ပုံပြီးတော့လုပ်ပေးရတယ်လုပ်သွားတာကပို့ပြီးတော့သူတို့အာရုံဆွဲခေါ်သွားနိုင်တယ်ပြောမှာ။ဟိုအဲ့ဒါ presentation ကိုကိုပြချင်တဲ့ခါပြောချင်တဲ့ခါပေါ့။တက်မလား။ဥပမာ အသားပါသွားတယ်အမေဟိုတော့ဒီကောင်ကသူဘလို့ပြောပြောသူသွားခြင်းနဲ့နေရသွားနေတယ်ဆိုတဲ့ခါတချို့ကတည်းကအဲ့လိုပြချင်းတာသူကသူဘာပြောပြောပြောခြင်းတာပြောနေတာငါလုတ်ခြင်းတာလုတ်တယ်ဆိုရယ်သူတို့နဲ့ contradiction ပေါ့ဒီဘက်မှာပြောနေတယ်သူကသွားသူရောထွက်သွားဟဲ့ဘယ်တော့ဘာမှမပြောသူကသွားအဲ့လိုမျိုးပေါ့ဟိုကိုပြောခြင်းတာတွေကအမေရဲ့တားရဲ့ဆိုရင်လည်းအမေနဲ့တားနေပေါ့အဲ့တော့သူကမင်းကပြောပြောသူကလည်းပြောခြင်းတာပြောသူကလည်းလုတ်ခြင်းလို့နေခြင်းလို့နေတာအဲ့လိုမျိုးလေးပြခြင်းတာတချို့ဟာလေးတွေကအာ အမေနဲ့သားနဲ့ပေါ့အမေကလူစရာကနည်းနည်းချမ်းပြီးတော့သားလို့ရတာဟိုကောင်းတယ်လို့ပြောမလားတနေ့တနေ့နင်းမျောထားဆို့ထားလေလေငါ့အခအချင်းဝင်လေပဲဟဲငါ့ကိုဘယ်လင်းငဲမှမပေးဘူးနေအကြောင်းပြောနေရလေတယောက်ကလုံးပွားထနေရပဲနော်ငါမပြောချင်လို့ဘာမှယူတော့မပြောနေရပိုကောင်းသွားတာပေါ့သားအတွက်ကပိုကောင်းသွားတာပေါ့သားရဲ့စိတ်ကလည်းပိုပြီးတော့ဟွာဖြစ်လို့ပြန်မမျိုးရဲ့ ဟိုဘယ်လိုခေါ်မလဲဟိုတဘာပေါ့တဘာတဘာစကားရံပြောတာခုခုနပြောသလိုကျွန်တော်ခုနပြောသလိုပေါ့တကတ်ထဲကိုတစ်စင်းလုံးတကတ်ထဲရိုက်သွားတာဟိုကိုဖြစ်ချင်တဲ့ guideline တခုပဲပေးထားတယ်ရှိသမျှစကားတွေအားလုံးပြောသွားတဲ့ခါတွေကသူတို့ရဲ့ idea နဲ့သူတို့ဘာတို့ပြောသွားတာ guideline တခုပဲချပို့တယ်တစ်စင်းလုံးကိုသူပြောသွားတယ်အဲ့ဒါနှစ်ယောက်လောက်သွားအကျော်ထဲအောင်လည်းသူနဲ့နှစ်ယောက်လောက်သွားဒါလေးပဲဟိုတချို့အခန်းတွေကပြရင်ပြင်းကြရကောင်းတယ်ဒါပေမဲ့အဲ့လိုလေးပြလိုက်တော့စိတ်ဝင်စားမှုတခုရသွားတာပေါ့ သူသူသားမိနေအောင်ခိုင်ပြောနေရင်ပုံမှန်တစ်ခုဖြစ်သွားမှာဟုတ်တယ်ဘလို့မှလည်းမကောင်းနိုင်ဘလို့မှမကောင်းနိုင်မကောင်းနိုင်အဲ့တော့အော်ဝင်နေထွက်တယ်သွားတယ်ပြောတယ်အမေကခံလိုက်တော့ဟိုကပြောတယ်အဲ့လိုသွားတဲ့အတွက်ကြောင့်ကင်မရာ movement တွေကလည်း light လို့လည်းကောင်းသွားတော့လေအဲ့လိုမျိုးအဲ့လိုတကယ်တည်းလောက်ရကြတော့ကိုတို့တည်းနည်းနည်းတော့ဟိုဟိုကဖြစ်ပြီမဲ့အခက်ခဲတော့ရှိပြီမဲ့ဒီကိုချောင်းအောင်လုပ်ပြီးလုပ်မချောင်းအောင်လုပ်ပြီးပြီးတော့အခန်းအချင်းနဲ့နော်အခန်းလေးတွေကအခန်းလေးတွေကလည်းနည်းနည်းလေးချင်းလို့ဟိုကင်မရာမန်တွေတွားရတာလားတဲ့ကျတော့အရင်တစ်ခါရောက်အဲ့ခဏခဏပြန်လောက်ရတော့လူပြတ်သွားတော့ ကျောင်းခေါင်းပြတ်သွားတာတို့အပားမလာတာတို့နောက်တော့တိုင်မင်မကအဲ့မှာဆိုရင်တော့ရိုနီကိုထူးထူးနဲ့အော်ပရေတာနဲ့ကျွန်တော်လည်းနှစ်ယောက်ကင်ရတာလေနှစ်ယောက်တည်းလဲလို့မရတဲ့ဟာမျိုးကြီးရင်အဲနှစ်ယောက်နှစ်ယောက်တွေ့ရတာအဲ့လိုမျိုးလေးပေါ့ဒီမှာမမတွေကတိတ်ချစ်တတ်တာပဲဒီမမတွေလည်းလိုက်ခတ်နေလို့ပြောတော့ငကူတွေကချစ်တတ်တဲ့လူတွေမျိုးလိုက်သွားတာကျွန်တော်တို့ကလည်းအဲ့ဒါကိုရွေးထားတာ ဲ့လိုချစ်တတ်တဲ့လူတွေမလို့ရွေးတာချစ်တတ်တဲ့လူတွေရွေးတာဒီကဆောင်းဟိုကန်းနေသူကိုယ်တိုင်ဆွဲတာပဲပဲမလေးတော့ကွာဘိုးရဲ့ဘာညာကုတ်သွားတယ်ကိုယ်တိုင်ကြေချာရိုက်ရတယ်တတ်တယ်ပါလိမ့်ရှိရှိပါတယ်ဟောအမတရားတော့ခုနပြောလို့ပေါ့ဟိုဒီဟာကိုကိုစိတ်တိုင်းကြဖန်တီးခွင့်ရတာတို့ဘာလို့အဲ့လမ်းမျိုးပေါ့နော်သူများတမဟိုတမစ်ကားနေမတူပဲနဲ့ဟိုပို့လုတ်ခွင့်ရတာပေါ့နော်အဲ့အားလားဒီကြက်ကလုံးကမှတ်ရပါဘူးဘုံလို့ဆိုပါလိမ့်ပြောမှာ ပေါ့ပေါ့ရရကွင်းပေါ်မှာအမှတ်တရတော့အကိုတို့နောက်ဆုံးခန်းရိုက်တော့အဲ့လိုညဘက်ရိုက်တယ်ညဘက်ရိုက်ပြီးတော့အကားလုံးလည်းပြီးသွားအကိုတခါတစ်ထွက်သွားတယ်တခါလည်းအကို highway line ကိုသွား highway line ကိုသွားပြီးတော့အကိုတယောက်တည်းပေါ့နော်အမျိုးသမီးမိန်းမလည်းမပါအဲ့တော့အားလုံးရိုက်ကြတာပေါ့နော်အဲ့တော့အဲ့လိုလည်းမရအောင်အဲ့လိုမရအောင်ဟောရညတညလုံးရိုက်ပြီးတော့ညလုံးရိုက်တမနယ်လုံးရိုက်တာရိုက်ပြီးပြန်လာတဲ့အချိန်မှာလောကအိတ်ဖြော်သွားတာ ကားပေါင်းနေနဲ့အိပ်ပျော်သွားတာအဲ့လိုပြန်ပြန်တတိရလာအချိန်မှာ shock ဖြစ်သွားတာကိုယ့်ကို shock ဖြစ်သွားတာအိပ်ပျော်သွားလုံးဝလမ်းမှာတယောက်တည်းမောင်းလာတယ်သူတို့ကလည်းသူတို့ပိုင်းသူတို့အကုန်ပြန်ပေါ့နော်ပြန်ရအောင်ပြန်ကိုကတယောက်တည်းမောင်းလာအချိန်မှာလုံးဝကိုအိပ်ပျော်သွားတာ shock အော်ငါနောက်ကဘာလို့မလုတော့ဘူးဘာလို့မလုတော့ဘူးတနေ့လုံးရတညာလုံးရနောက်နေ့မတဲ့ဘိုးလေးနဲ့တိဆိုင်ရိုက်နေတယ်တနေ့လုံးတညာလုံးမနဲ့မိုးလေးနဲ့ထိကြရတာ thank you ပါ